မန္တလေးတိုင်းမန်လေးမြို့ရှိဥပိုလ်ကျင်းထောင်မှာ2025ခုနှစ်ကစလို့6လတာကာလအတွင်းနိုင်ငံရေးအကျဉ်းသား56ဦးသေဆုံးခဲ့ပြီးနိုင်ငံသေဆုံးမှုအများဆုံးထောင်တစ်ခုဖြစ်လာတယ်လို့ဇွန်လ29ရက်နေ့ကမြမကျင်းထောင်သက်သေမြမပီဆုံဝက်နက်စွဲကထုတ်ပြန်ထားပါတယ်။သေဆုံးခဲ့ရတဲ့နိုင်ငံရေးအကျဉ်းသားများအနက်အယောက်90မှာပြည်ထောင်နယ်စကိုင်းကလေးရင်အတွင်းအကျဉ်းထောင်တာဝန်ရှိသူများရဲ့အားနည်းချက်ကြောင့်သေဆုံးခဲ့ရခြင်းဖြစ်ကကြံ6ရောက်မှာဆေးဝါးကုသခွင့်လုံလောက်စွာမရရှိခြင်းကြောင့်သေဆုံးခဲ့ရတာဖြစ်တယ်လို့သိရပါတယ်။ ိုးဘိုထောင်မှာမန္တလေးတိုင်းလွှတ်တော်ဥက္ကရာဦးအောင်ကျော်ဦး69နှစ်မှာပန်းနာရင်ကျက်ယောဂနဲ့နှလုံးအမောဖောက်ခြင်းတွေကြောင့်တည်ဆုံးခဲ့ရတယ်လို့ဆိုပါရယ်။အိုးဘိုထောင်ကနိုင်ကျင်းအများဆုံးတည်ဆုံးတဲ့ထောင်ဖြစ်နေပါရယ်။ဇေဝကုသမှုလုံလောက်စွာမရရှိတဲ့အတွက်ကြောင့်မကြာခဏဆိုသလိုနိုင်ကျင်းတည်ဆုံးခဲ့တာဖြစ်ပါရယ်။အကျဉ်းထောင်ထဲမှာရှိတဲ့ဆရာဝန်တွေနဲ့တာဝန်ခံတွေကိုယ်တိုင်ကပို့ဆတာလည်းပါတာပေါ့။အကျဉ်းသူအကျဉ်းသားတွေထဲမှာအရေးပေါ်လူနာဖြစ်လာပြီဆိုရင်တောင်ပြည်ပစိုးရင်ကိုထွက်ပြီးဈေးကုသခွင့်ရဖို့ကိုအရန်ကြံ့ကြတယ်လို့ MPW ဒုပြန်ကြားရေးတာဝန်ခံမတ်ဆူးငယ်ကပြောပြထားတာဖြစ်ပါတယ်။ပြင်ပဆေးရုံမြန်မာဆေးကုသခွင့်ရရှိဖို့အတွက်သက်ဆိုင်ရာဆစ်စင်တို့အချိန်ကြာမြင့်စွာတင်ပြရပြီးထောင်တွင်းဆေးဝါးသုံးဆွဲခွင့်ကတ်သက်ချက်များစွာလည်းရှိနေတဲ့အတွက်နိုင်ငံရေးအခြေသားများမှာမိမိတို့နဲ့သက်ဆိုင်တဲ့ယောဂဝေဒနာတွေအတွက်မှန်ကန်တဲ့ဆေးဝါးသုံးဆွဲခွင့်မရရှိတာကြောင့်ယောဂအခမ်းရှိသူတွေနဲ့အသက်အရွယ်ကြီးရနေသူများတည်ဆုံးမှုဖြစ်နေတာဖြစ်တယ်လို့သိရပါတယ်။ယခုလိုအိုးဘူထောင်မှာနိုင်ငံရေးအကျဉ်းသားများတည်ဆောင်းမှုဖြစ်စဉ်များအတွင်အဓိကတာဝန်ရှိသူတွေက စေယုံကြဆရာဝန်များဖြစ်တဲ့စေယုံအိုဦးမိုဟိန်ဦးစည်းအစင်းဖြစ်တဲ့ဒေါက်တာတထုံးဦးနဲ့ဒေါက်တာနေလင်းအောင်ထောင်အာဏာပိုင်များဖြစ်တဲ့ဦးသိန်းစောမောင်ထောင်ပိုင်လေးဦးစန်းလွင်တို့ဖြစ်တယ်လို့မြန်မာပြည်စုံဝင်းနက်စ်ခွဲကထုတ်ပြန်ထားတာပဲဖြစ်ပါတယ်။ပြည်ကတဲ့2024ခုနှစ်အတွင်းကလည်းထင်ရှားတဲ့နိုင်ငံရေးသမားများဖြစ်တဲ့မန္တလေးတိုင်းဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်83နှစ်နဲ့လျှက်စစ်နဲ့စွမ်းရည်ဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးဝင်းခိုင်84နှစ်တို့မှာစေဝါကုသခွင့်လုံလောက်စွာမရရှိတဲ့အတွက် အိုးဘူအချင်းထောင်မှာတည်ဆုံးခဲ့ရတာဖြစ်ပါတယ်။အခုတခါရောင်နှုံးမှာစစ်ကောင်စီကပြည်သူစစ်အချင်းချင်းအုပ်စုဖွဲ့ဓာတ်ထုတ်မှုဖြစ်ပွားခဲ့တဲ့ဖြစ်စဉ်မှာရဲတပ်ဖွဲ့ကအေးအေးယူခြင်းမရှိတဲ့တဲ့ရင်ကိုဆက်ပြီးပြောပါမယ်။အေယော်ရီတိုင်းညောင်တုံးမြို့မှာစစ်ကောင်စီကပြည်သူစစ်အဖွဲ့ဝင်အချင်းချင်းအုပ်စုဖွဲ့ဓာတ်ထုတ်မှုတစ်ခုပြည်ခရက်ဇွန်လ25ရက်နေ့ညပိုင်းကဖြစ်ပွားခဲ့တယ်လို့ဒေသခံတွေကသိရပါတယ်။ရောင်တော့မျိုးအမှတ်6ရပ်ကွက်မှာဇော်လ25ရက်နေ့ည7:00နာရီခန့်ကအုပ်စုဖွဲ့ရိုက်နှက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီးအဲ့ဒီဖြစ်စဉ်မှာ ပြည်သူ့စစ်အဖွဲ့ဝင်ကိုအောင်လွင်မှာပြင်းထန်စွာဒဏ်ရာရရှိခဲ့တော့လေတရားခဏ်များကိုတော့မြို့မရင်စခန်းကအေးအေးယူခြင်းမရှိဘဲလွတ်လပ်စွာသွာလာခွင့်ပြုထားတာကြောင့်မြို့ကများရဲ့ဝေဖန်ပြောဆိုမှုများရှိနေတယ်လို့သိရပါဗျ။အရင်ကတည်းကရန်ညိုးရန်စားရှိခဲ့ကြတာအဲစင်းစစ်မဲအကြောင်းပြပြီးအုပ်စုလိုက်ဝိုင်းရိုက်ကြတာစကေဘာတို့ဓာတ်တို့နဲ့ထိုးခုတ်ကြတာမျက်နာလဲဓာတ်နဲ့အခုတ်ခံရတယ်။အခုလက်ရှိမှာမတက်တာဘူးလို့ညောင်တို့မျိုးအမတ်၆ရက်ကွက်မှာနေထိုင်သူတဦးကပြောပြထားပါဗျ။အုပ်စုဘွဲ့ရိုက်တဲ့ဓာတ်နဲ့ထိုးခဲ့တဲ့အဓိကပါဝင်သူတွေမှာ ြည်သူ့ဆေးအဖွဲ့ဝင်များဖြစ်ကြတဲ့အမတ်၆ရပ်ကွက်ကဘူချေမြောင်တုံးဦးတန်းစုံဖုံးမခေါ်ဆောင်မင်းအောင်ရှားစာမင်းစိန်ကလာဝင်းဦးနိုင်လင်းဘော်ဒီနဲ့ရဲဝင်တဲ့ဟောင်းအောင်ကိုမင်းတို့ဖြစ်တယ်လို့ဒေသခံတွေကထုတ်ဖော်ပြောဆိုထားပါဗျ။ဒါနဲ့ထိုးခံရတဲ့ပြည်သူ့ဆေးအဖွဲ့ဝင်ကောင်းအောင်လွယ်မှာဒဏ်ရာပြင်းထန်ပြီးသတိလစ်နေတာကြောင့်မအူပင်ခရိုင်ဆေးရုံမှာရန်ကုန်မြို့ဆေးရုံကြီးကိုလွှဲပြောင်းထားရတယ်လို့လည်းသိရပါဗျ။လက်ရှိမှာဓာတ်နဲ့ထိုးခံရတဲ့ကိုအောင်လွင်ကတရားလိုပြုလုပ်ခါတိုင်ကြားထားတော်လဲညောင်တုံးမြို့မှာရဲစခန်းကအေးအေးယူဆောင်ရွက်ခြင်းမရှိဘဲ တရားခံတွေမှာမျိုးအတွင်းကိုလွတ်လပ်စွာသွာလာနေကြတယ်လို့မြို့ကန်များရဲ့ပြောပြချက်အရသိရပါတယ်။ဆက်လက်ပြီးစကိုင်းမြို့နယ်မှာစစ်တပ်နဲ့တော်လိုင်းတပ်များကြားတိုက်ပွဲဖြစ်ပွားပြီးစစ်တပ်က၄ဦးသေဆုံးက၄ဦးအရှင်ဖမ်းဆီးရရှိပြီးလက်နက်၆လက်နဲ့ခဲယမ်းများလည်းသိမ်းဆီးရရှိထားတဲ့တဲ့မှာစကိုင်းတိုင်းစကိုင်းမြို့နယ်မှာစစ်တပ်နဲ့တော်လိုင်းတပ်များကြားတိုက်ပွဲဖြစ်ပွားခဲ့ပြီးတော့စစ်တပ်က၄ဦးသေဆုံးက၄ဦးအရှင်ဖမ်းမိထားကြောင်းနဲ့လက်နက်၆လက်နဲ့ခဲယမ်းများလည်းသိမ်းဆီးရရှိထားတယ်လို့တော်လိုင်းသတင်းမြစ်များကပြောဆိုထားပါတယ်။ ဇော်လ29ရက်နေ့မနက်ပိုင်းမှာစကိုင်းတိုင်းစကိုင်းမြို့မြောက်ချမ်းအေယာဝတီမြကန်းဘေးရှိချောင်းမကြီးရွာမှာအခြေချတက်ဆွဲထားတဲ့စစ်တပ်နဲ့ပြည်သူ့ကာကွယ်ရေးတပ်များကြားတိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်တယ်လို့ဆိုပါရစေ။အဲဒီတိုက်ပွဲမှာစစ်တပ်ဘက်က၄ဦးသေဆုံးပြီး၄ဦးအရှင်ဖမ်းမိထားကြောင်းနဲ့လက်နက်ခဲယမ်းများလည်းသိမ်းဆည်းရရှိထားတယ်လို့သိရတာဖြစ်ပါရစေ။စောလ29ရက်နေ့မနက်ပိုင်းကဖြစ်တဲ့တိုက်ပွဲကတိုက်တော်မကြလိုက်ဘူးပြစစ်ခွေးလေးကောင်ကိုကားပေါ်မှာအရှင်ဖမ်းမိရတာရှိတယ်။ကြီးစံတွေလက်နက်တွေကြီးကားအင်ဂျီတွေကြီးကားအုတ်ထုတ်တွေလည်းရပါတယ်လို့ တော်လရင်သတိမြင်များကပြောဆိုထားပါတယ်။စစ်တပ်ကသိမ်းဆီးရရှိတဲ့လက်နက်ခဲယမ်းများမှာ G3 လေးလက်နဲ့ MB1 နှစ်လက်စုစုပေါင်းလက်နက်6လက်ကြီးကအုတ်ထုံ9လုံး equipment 9စုံ 5.56G မျိုးစား64တောင်းနဲ့ G3 G အတောင်190သိမ်းဆီးရရှိထားတာဖြစ်တယ်လို့သိရပါတယ်။ထို့ထို့ဇွန်လ29ရက်နေ့မှာမင်းကုန်းရွာမှာချမ်းပတ်စစ်တပ်နဲ့တော်လရင်တပ်ဖွဲ့များကြားတိုက်ပွဲဖြစ်ပွားခဲ့ပြီးအချမ်းပတ်စစ်ကောင်စီတပ်ကထိခိုက်သေးဆုံးမှုများပြားတာကြောင့် အချမ်းဘက်စစ်တပ်ကမင်းကုန်းတောင်ရွာကြီးွာတွင်မှရှိတဲ့နေအိမ်တွေကိုမိရှို့ဖျက်ဆီးခဲ့တယ်လို့ဒေသနေပြည်သူများကပြောပြထားပါတယ်။အလားတူဇွန်လ24ရက်နေ့ကလည်းစကိုင်းမြို့နယ်ချောင်းမကြီးကြီးွာနီမှာတိုက်ပွဲဖြစ်ပွားခဲ့တဲ့ကြောင်းနဲ့အချမ်းဘက်စစ်ကောင်စီတပ်ဟာအင်အားလုံးရဲ့နေမြေရှင်းလင်းရေးလှုပ်ဆောင်လာတာကြောင့်တိုက်ပွဲများဆက်လက်ဖြစ်ပွားနေတာဖြစ်တယ်လို့သိရပါတယ်။ချမ်းဘက်စစ်ကောင်စီတပ်ဟာ2025ခုနှစ်အေဘီလာဝန်းကျင်မှာစတင်၍စကိုင်းမြို့နယ်အတွင်းမှာစစ်ကြောင်းများခွဲ၍ထိုးစစ်ဆင်နေပြီးအရက်သားများကိုဖမ်းဆီးတပ်ဖြတ်နေတဲ့အပြင် ကျေးရွာနယ်ပြည်သူများရဲ့နေအိမ်များကိုမိရှို့ဖျက်ဆီးမှုများလှုပ်ဆောင်နေတယ်လို့သိရပါဗျ။မင်းအောင်နိုင်က၎င်းရဲ့ရွေးကောက်ပွဲအားလုံမီတကယ်ကဲလေးတန်းဖြစ်လာ၍ပြည်တွင်းပြည်ပမှာပြင်းထန်တဲ့ဝေဖန်ရှုံချမှုများထွက်ပေါ်လာချိန်မှာတရုတ်၊ရုရှား၊အိန္ဒိယ၊ထိုင်းကိုယ်စားလှယ်များရှေ့မှောက်မှာငြိမ်းချမ်းရေးဖိုရမ်ဆိုကတခမ်းတနားခေါ်ယူကျင်းပလာခဲ့ပါတယ်။ တရုတ်အထူးတန်တမန်ကြီးတိတ်ရှိကျွေးနဲ့အတူတက်ရောက်လာသူများကလည်းအပြစ်ခက်ရဲစရေးလက်မှတ်ထိုးထားကြတဲ့ဒိုင်းသားလားနှကိုင်အဖွဲ့များနဲ့အပြစ်ခက်ရဲစရေးလက်မှတ်ထိုးထားခြင်းမရှိတော့လဲ၎င်းတို့နဲ့တနက်တစ်ချက်မှာဖောက်ဖို့ခြင်းမရှိတဲ့ဝါ NDA နဲ့ရှမ်းပြည်တိုးတက်ရေးပါတီ SSPP ရွေးကောက်ပွဲဝင်မဲ့နိုင်ငံရေးပါတီများ၎င်းတို့လက်အခံရက်ဖက်အဖွဲ့အစည်းများသာပါဝင်နေတဲ့ရင်းချမ်းရေးဆွေးနွေးပွဲမျိုးဖြစ်နေပါတယ်။လာမည့်ရွေးကောက်ပွဲအောင်မြင်ရေးကနိုင်ငံတည်ငြိမ်ရေးနဲ့ငြိမ်းချမ်းရေးရရှိလာရေးအပေါ်တည်မီနေတာကြောင့် ားလုံးလက်နက်စွပ်ပြီးရွေးကောက်ပွဲဝင်ကြဖို့အောင်နိုင်နေသူ ပမာပြောဆိုနေပြန်ပါတယ်။သို့တော်လည်းပဲရွေးကောက်ပွဲမှာအနိုင်ရသူကိုအာဏာလွှဲပြီး၎င်းတို့စစ်တမ်းလျားပြန်ပြီးဆိုသည်နဲ့ပတ်သက်၍စကားတစ်လုံးမှ မဟာသွားဘူးလို့ဆိုပါတယ်။မိသူပြန်အနိုင်ရစီကမူ2008ဖွဲ့စည်းပုံနဲ့၎င်းတို့လက်အောက်မှာသာရက်တည်ရမယ်လို့ဆိုလိုနေခြင်းလည်းဖြစ်ပါတယ်။ကြာသပတေးနေ့ကပိုလန်တက်ရောက်သူတွေကရွေးကောက်ပွဲနဲ့ပတ်သက်ပြီးစီးပွားရိုက်ရန်တကားပိတ်စီဝေးကြတယ်လို့အေယော်ဒီသတင်းမှာဖော်ပြထားပါတယ်။ မင်းအောင်လိုက်တဲ့အဖွဲကရုပ်သေးရုံများကိုပွဲထုတ်ပြီးတခိုးကလူဟစ်တဲ့ငိမ့်ချင်းရေးစကားတွင်တွင်ဟစ်ကျွေးလာခြင်းသာဖြစ်ပါတယ်။မင်းအောင်လိုက်တဲ့ဆေးဥစုကဘေးချင်းကရေးပေးတဲ့ဇညွန်တိုင်းကပြအတုံးတော်ခံနေရတော့လေ၎င်းတို့ရဲ့ရွေးကောက်ပွဲဟာလူကြီးစရာကြီးဖြစ်နေတာကိုကောင်းစွာသိထားပြီးလည်းဖြစ်ပါတယ်။ယခုချိန်ထိလည်းရွေးကောက်ပွဲရက်ကိုအတိအကျမတက်မတ်နိုင်သေးသည်သာမကနိုင်ငံရေးပါတီများအတွက်မဲဆွယ်ကာလပင်တက်မတ်ပေးနိုင်ခြင်းမရှိဘူးလို့ဆိုပါရတယ်။တကယ်တမ်းမှာလည်း နိုင်ငံရေးပါတီတွေဟာမဲဆွယ်စရာလည်းမလိုလားသလိုထွက်ပေါ်လာမဲ့ရလက်က၎င်းတို့လက်ထက်မှာရှိနေပြီဖြစ်တာကြောင့်စိတ်တော်သည်ဘောင်းတော်ကြီးအလုံးနိုင်ဆုံးလို့ယူဆခံရသူများသာလွတ်တော်တဲ့ဝင်ခွင့်ပေးမှသာဖြစ်ပါတယ်။မဲအောင်လိုင်းရဲ့ရွေးကောက်ပွဲနဲ့ပတ်သက်၍ကုလလူခွင့်ရေးတာဝန်ခံတဝင်တူမှဂျနီဗာမှာဗိုလ်တော်နေ့ကသတင်းတောက်တွေအားပြောပြထားရမှာဆေးအုပ်စုရဲ့ရွေးကောက်ပွဲကပြည်ပမှာအတိမတ်ပြုတ်ခံရေးတက်တက်ပြုတ်လုံးမဲ့ရွေးကောက်ပွဲဖြစ်တာကြောင့်လိန်ညာလဲဖျားနေခြင်းသာဖြစ်တယ်လို့ပြောဆိုသွားခဲ့ပါတယ်။စစ်တပ်အုပ်ချုပ်မှုအောင်မှာ ဒီမိုကရေစီရွေးကောက်ပွဲလုပ်မယ်ဆိုတီကပင်ရည်စရာကောင်းနေရတယ်လို့ဆိုပါရယ်အတိုက်ခံလို့သူ2000ခန့်အားဖမ်းဆီးနှိပ်စက်ကျင်းချထားပြီးအမှန်ကိုအမှန်တိုင်းသတင်းရေးသားအစီရင်ခံခြင်း၎င်းတို့အားဝေဖန်ပြောဆိုမှုများကိုပင်တရားမဝင်ဘူးလို့သတ်မှတ်ထားသူတွေကဥဆောင်ပြုလုပ်မယ်ရွေးကောက်ပွဲမျိုးလို့လည်းမှတ်ချက်ချထားခဲ့ပါရယ်ယခုချိန်ထိသတင်းသမားအနည်းဆုံး60ခန့်အကျဉ်းထောင်ထဲမှာရှိနေဆဲဖြစ်ပြီးဒေါအောင်ဆန်းစုကြည်တို့ဝိနည်းစုတောင်း Facebook ပေါ်မှာရေးသားခဲ့တဲ့အမျိုးသမီးတူအားဖမ်းဆီးခဲ့မှုကိုနမူနာအဖြစ်ထုတ်ပြသွားခဲ့ပါရယ် မင်းအွန်လိုင်းကိုတိုင်ပင်နိုင်ငံတကာမှအပြည်ပြည်ဆင်းသွင်းကပိတ်ဆို့တန်းခတ်ခံထားတဲ့အပြင်နိုင်ငံတကာရာဇဝတ်မှုဆိုင်ရာတရားရုံးရဲ့ရှေ့နေချုပ်ကပင်၎င်းကျူးလွန်ထားတဲ့ပြစ်မှုများအတွက်ဖမ်းဝရမ်းထုတ်ပေးရန်ရုံးတော်သို့တင်ပြတောင်းဆိုထားပြီးလည်းဖြစ်ပါတယ်။မင်းအွန်လိုင်းမှာဘယ်လာရုစ်မှာအနောက်တိုင်းရဲ့စီးပွားရေးပိတ်ဆို့မှုတွေကိုရခိုင်ကဂရာဘီနဲ့ဆရန်ဟူစိန်တို့ရဲ့ကိုယ်စားလှယ်များပြောဆိုတဲ့လေတံအတိုင်းတသွေးမတိန်ပြောဆိုရှုံချနေချိန်မှာ၎င်းရှိရနဲ့မဝေးကွာလာတဲ့ဂျနီဘာမှာကုလလူအခွင့်ရဲ့မဟာမင်းကြီးဘော်ကာတမ နိုင်ငံတွင်းဖြစ်ပျက်နေမှုများနဲ့၎င်းတို့ရဲ့လုပ်ရက်တွေကိုကျင်းပစေညီလာခံမှာအကြေတဝဲတင်ပြပြောဆိုသွားခဲ့ပါတယ်။မြန်မာပြည်သူများရဲ့ခံနိုင်ရည်ဆွမ်းအားနဲ့တက်တီကိုလည်းရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။၎င်းတို့အားတောင်းဝင်ခံမှုနဲ့တရားဥပဒေနဲ့အညီအရေးယူနိုင်ရေးကငြိမ်းချမ်းသာရပြီးအားလုံးပါဝင်နိုင်တဲ့အနာဂတ်မြန်မာနိုင်ငံပေါ်ထွန်းရေးအတွက်လုံခြုံမှအရေးကြီးကြောင်းလည်းထည့်သွင်းပြောဆိုသွားပါတယ်။လုံခြုံရေးကောင်စီအားလည်း၎င်းတို့အမှုတွေအားနိုင်ငံတကာရာဇဝတ်တရားရုံးသို့လွှဲပြောင်းပေးရန်လည်းတိုက်တွန်းသွားခဲ့ပါတယ်။ ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်ဦးကျော်မုံထွန်းမှအာတူပီဆိုင်ရာနှစ်ပတ်လည်ညီလာခံမှာမြန်မာပြည်မှာစေုပ်စုလက်ချက်နဲ့တည်ဆုံးသူစုစုပေါင်း6800ကျော်သွားပြီဖြစ်၍အာတူပီရဲ့မြင့်မြတ်သောတာဝန်ခံချက်များကိုလိုက်နာကောင်းထည့်ဖော်ပြဖို့နယူးယောက်ရှိကုလသမဂ္ဂအထွေထွေညီလာခံဆင်မြင့်ပေါ်မှနေ၍တောင်းဆိုသွားခဲ့ပါတယ်။ပြည်သူ့ရဲ့ခုခံတော်လှန်စေမောက်ချအောင်ရမည်